တောင်ဆန်းစုကြည်ကိစ္စနဲ့တနိုင်ကလုံးမဖြစ်မနေသိရတော့မယ့်အကြောင်းအရာတွေကဒီကနေ့မှကြားရပါပြီ။ပထမဆုံးအနေနဲ့တောင်ဆန်းစုကြည်တဲ့ရင်ကိုတင်းစားပေးခြင်းနဲ့ တော်အောင်ဆန်းစုကြည်ကို ချက်ချင်းလှုပ်ပေးဖို့ကုလသမဂ္ဂကထပ်မံတောင်းဆိုလိုက်တယ်။ပြီးတဲ့ခါကျတော့သူတို့ရဲ့ကုလကိုယ်စားလှယ်နဲ့တွဲခွင့်ပေးဖို့ပေါ့လေ။မချောင်းလေးဆိုတော့လက်ရှိအေကောင်ပွဲကိုသူတို့အနေနဲ့လက်မခံဘူး။လက်မခံတဲ့အပြင်ကိုမှတောင်ဆန်းစုကြည်နဲ့ဦးဝင်းမြဟာလက်ရှိမြန်မာနိုင်ငံရဲ့ခေါင်းဆောင်တွေဖြစ်နေကြစေဆိုပြီးတော့เนาะကျွန်တော်တို့ကုလသမဂ္ဂကအသီးအလင်းကိုအကျညာလိုက်တာပဲဖြစ်ပါတယ်။ ။ဆိုတော့အစရိနိုင်ငံကဘသူကအသီးမှတ်ပြုလို့နိုင်ငံဖြစ်လာတာလဲ။ကုလသမဂ္ဂကအသီးမှတ်ပြုလို့နိုင်ငံဖြစ်လာတာ။ဆိုတော့မင်း online တို့ဟာဘလောက်ပဲတို့ကတို့သက်ဆိုးရှေဖို့အတွက်ကြမ်းခံရေးပါလီကိုတို့ရေလူတွေကိုဝင်ခိုင်းပြီးတော့အကွက်ကိုအာဏာပြန်လွှဲသည့်ဖြစ်စေ။ကုလသမဂ္ဂနဲ့ကျွန်တော်ကမ္ဘာနိုင်ငံတတော်များများကအသီးမှတ်မပြုရင်ဘာမှဆိုပါဆိုမှမလုပ်လို့မရဘူးနော်။အာဆီယံကလည်းအသီးမှတ်ပြုဆိုတော့ရှော့ပြီးတာမှာ။ဆိုတော့အခုနောက်ထပ်သတင်းပြောချင်တာကဗာသတင်းလေးဆိုတော့ဒါ ကြံဖို့အမလောင်စစ်ဘူချောဟောင်းများကိုရေကောက်ပွဲအနိုင်ရအောင်လောက်ကြဖို့အတွက်မရောက်နိုင်တာအမိန်ပေးထားပေမဲ့အစိုးရအသင်းနဲ့လွှတ်တော်အသင်းမှာမြည်တီအထူးနဲ့နေရာပေးမိကိုသူတို့ကိုယ်တိုင်ကမသိဘူးလို့ဆိုထားတာဖြစ်တယ်ဗျာဆိုတော့ရေကောက်ပွဲကဝေဖြိုင်နေရတာဘာရာအထူးရမယ်ဆိုတော့သူတို့မသိလို့ခုချိန်မှာတက်လေ နေကုန်ကြပြီလို့ကြားရပေါ့နော်ဆိုတော့ဟိုဘလို့ဖြစ်ဖြစ်ပါနော်ဒီရွေးကောက်ပွဲကတော့လောက်တာလုံနေရတာဘယ်သူမှအသီးမှမပြုတ်ဘူးကုလသမဂ္ဂကလည်းအာဆီယံကလည်းတောင်ဆန်းစုကြည်ကိုကယ်ထုတ်ဖို့အတွက်ကြိုးစားနေတယ်ဒါမှမဟုတ်ရွေးကောက်ပွဲအသီးမှမပြုတ်အသီးမှမပြုတ်တဲ့အတွက်မယောင်းနိုင်လို့နေနဲ့လောလောဆယ်မှာပေါ့လေဂျပန်ပါတီကလူနေတောင်နော်ဟို င်သားပြိုင်နေရတာရာထုအာနာပါဝါကဘာမှမသေးကြတာဖြစ်တဲ့အတွက်သူတို့အနေနဲ့စွန့်ရင်ဖွင့်တတော်လေးကိုမြတ်တယ်နေရဖြစ်တယ်။နောက်ထပ်ကအရေးကြီးလာပါပြီ။အဲ့ဒါကတော့အခုစစ်ကောင်စီကသူတို့မနိုင်ငံခြားဝင်ဝင်မရှိတော့တာဖြစ်တဲ့အတွက်ပေါ့လေ။အဲ့တော့ American ကလည်းတော့ကျွန်တော်အခုလုံးပိတ်ဆို ठा ရီ EU ကလည်း space ဆို ठा ရီကကျွန်တော်ဒါနိုင်ငံခြားဝင်ဝင်မရှိတော့တဲ့ခါကျတော့အခုနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေ သူတို့ကပတ်စံမပို့လို့ပေါ့လေနိုင်ငံတော်ကပတ်စံမပို့လို့ရခိုင်တို့သူတို့သမတ်ထားရခိုင်တို့မပို့လို့ဘယ်လိုမျိုးဖြစ်နေရလဲဆိုပြီးတော့ agency တွေနဲ့ဒါနိုင်ငံခြားမှာလုပ်လုပ်ကိုင်းတဲ့သူတွေကိုတရားစွဲဖို့အရေးကြီးဖို့အတွက်အမိန့်ထုတ်လိုက်တယ်အမိန့်ထုတ်လိုက်ပြီးတဲ့အခါကျတော့အခုကျောင်းလေးစိတ်မှာပြဿနာတက်တယ်ပြေပတ်မှာထွက်ပြီးတော့အလုပ်လုပ်မဲ့သူတွေကိုတတော်တတော်ပါဆင်ပို့ရမယ်ဆိုတော့ခဝင်ချက်တွေထွေးရတယ်လို့ကြားရပြီဆိုတော့အချင်းတွေကတော့ဒီလိုဖြစ်ကုန်ပြီနော်ငါတို့နေထိုင်ရမယ်ငါတို့အထုမဲ့အစိုးရကတော့နော်ဒီလိုမျိုးဆိုတော့ ကဲကျေးဇူးတွေနေနိုင်ကြမလားเนาะဒါပဲမိကျင်တယ်